ဲ့တော့ဒီငရင်တန်းနဲ့ပတ်သက်ပြီးတဘာဝဘေးရနေရတော့ကျွန်တော်တို့တွေ့ကြရတာကျွန်တော်တို့တာဝန်ယူပြီးတဲ့2023ခုနှစ်နောက်ပိုင်းမှာတော့တဘာဝဘေးရနေဟိုကတော့ကျွန်တော်တို့ကဒီဓာတ်ရင်းလူဖောက်ပြမှုကြောင့်ဖြစ်လာတဲ့ဟာပါပါပဲ ਨੇ ဥပမာပြင်ကိုဗစ်လို့အနေဒီကျွန်တော်တို့2023 20နှစ်မှာလည်းတော်တော်ကြိုးစားကြရပါအနာလူစားပဲကနာစားတဲ့ကုတစ်ဆက်တဲ့ကုနည်းကျွန်တော်တို့တာဝန်ယူပြီးတဲ့အချိန်မှာ နိုင်ငံရေးသဘောထားပေါ်ရမှုတွေဖြစ်ပေါ်လာတဲ့စုဘူးအကြမ်းဖက်မှုတွေပါတယ်2017 20နှစ်23ပေါ်လေနေဆောင်ပိုင်းတွေပေါ်ဒါလေးကျွန်တော်တို့ခက်ခက်ခက်ကြော်လာခဲ့ရတာရှိပါတယ်ခလားဆိုတော့ပြည်ထောင်တဲ့ကပဋိပက္ခတွေကြောင့်အခုချိန်ထိကျွန်တော်တို့ဒီခက်ခဲတွေကြော်ထားနေရဆဲတယ်ဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံခက်ခဲချက်တွေကြီးကြမှာရုံးကန်နေရတဲ့နိုင်ငံတခုဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ပါဘာမှရှိတဲ့ငွေကြီးတွေကဘာနဲ့မှအိတ်တွေလို့ပြောပါဘူး လက်ပါ၃ဆွဲတွေကိုလိုအပ်ပါလက်ပါ၃ဆွဲတွေမှာထက်တဲ့နဲ့အတိုးပေါ့ဗျထက်တဲ့နဲ့တို့အဲအဲ့မှာလာအပ်တဲ့လူတွေဝယ်ထက်တဲ့နဲ့အတိုးပေးတယ်လို့ဒါချီးတဲ့လူတွေထက်တဲ့နဲ့အတိုးနဲ့ယူဖို့လိုပါအချို့တွေမှာလည်းဒါတွေလည်းဘူဘာနဲ့ကျွန်တော်ပြန်နေနေတိုင်းဆောင်ရွက်နေရတာလည်းရှိပါဒီငရင်းတဲ့အစ်တဲ့ဒေတာများအတွက်ဒါစီဒီချီးမှုတဲ့ဘီလန်900ကျွန်တော်ဖယ်ဟာဖယ်ထားတာရှိပါကျွန်တော်ပြေးပါမယ်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ဂျီနီမွန်နာဘုရဲ့တို့ရတဲ့လူတွေကျွန်တော်ထုတ်ပြေးပါမယ် အင်္ဂါစီဘာပြည်တည်ရမှုမှုတွေပြီးကြရာရှိပါလို့ကျွန်တော်ထဲမှာ296ဘီလီယံကျပါတယ်။ကိုသေးတို့နေတက်ဘာလို့တက်တယ်ဆိုလို့ရှိရင်ဟောပေါ်ဂျာယီတူမူရိုက်ပေါ့ဗျာ။ဂျာယီတူမူရိုက်အရန်ဆွဲမတင်ပါနဲ့။ရန်ဆွဲလို့ရှိရင်အဲ့ပုံမှာကာဗာဖြစ်အောင်တစ်ခု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 ရိုက်လာတယ်ဗျ။ကိုသေးတို့ကတိုးသေးတို့ကတက်သွားပြီးပြန်ချဖို့ဆိုတာမလိုဘူး။ကိုရိုလည်းမှုမရှိပဲနဲ့ကုန်စုလို့ချဖို့ဆိုတာဘယ်လိုမှမဖြစ်ပါဘူး။ supply and demand မျှအောင်အရင်ကျွန်တော်တို့ကဒီဘေးမှာ မဖြစ်မနေတော့ပါဘူး။ရဒီဂရီနန်နဲ့ပတ်သက်ပြီးတဘာဝဘေးရနေရတော့ကျွန်တော်တို့ကြုံတွေ့ရတာကျွန်တော်တို့တာဝန်ယူပြီးတဲ့2021ခုနှစ်နောက်ပိုင်းမှာတော့တဘာဝဘေးရနေ ဒါသူကတော့ကျွန်တော်တို့ကဒီဂျာတီလူဖောက်ပြမှုကြောင့်ဖြစ်လာတဲ့ဟာမှာကပဲနဲ့ဥမာပြကိုဗစ်လို့အန္တရာယ်ကြီးကျွန်တော်တို့2021 20နှစ်မှာလည်းတော်တော်ကြုံရခဲ့ရပါတယ်။အလားတူစားပဲဒါနာဆက်တဲ့ခု20ခုနှစ်ကျွန်တော်တို့တာဝန်ယူပြီးတဲ့အချိန်မှာနိုင်ငံရဲ့သဘောထားကွာရမှုတွေကြောင့်ဖြစ်ပေါ်တဲ့စုပ်အကြမ်းဖက်မှုတွေပါတယ်2021 20 23 20ပေါ့လေနှစ်ဆောင်ပိုင်းတွေပေါ့ဒါတွေလေးကျွန်တော်တို့ခက်ခက်ခက်ကြုံရခဲ့ရတာရှိပါတယ် အလားတူပြည်ရတဲ့တက်ကပဋိပက္ခတွေကြောင့်အခုချိန်ထိကျွန်တော်တို့ဒီအခက်အခဲတွေကြော်ထနေရဆဲတဲ့ဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာအခက်အခဲကြတဲ့ရေးချာမှာရုံးကန်နေရတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ပြောလိုပါတယ်ဒီထဲမှာတခါထပ်ပြီးတော့ပြီးခဲ့တဲ့ Ebernus Master Recession နဲ့ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံလင်းရတော့ကျွန်တော်တို့နိုင်ငံမှာအဆိုပါဆုံးသောတဘာဝဘေးရန်တွေတစ်ခုဖြစ်တယ်လို့ပြောပါတယ်အဲ့တော့ခုနကဒီရှင်းရှင်းပြကြတဲ့ ဲ့ဒါဒီမှတ်တမ်းတွေမှာလည်းနာမည်ကိုမှာလည်းပြန်ပြီးဖြစ်တော့ပါပြီးဖြစ်တဲ့တည်းကြောင့်ဒီကတော့တိတ်ပြီးတော့အသေးစိတ်ကျွန်တော်မပြောတော့ပါဘူးသို့တော်လည်းပဲဒီမှာနှစ်ချက်ပေါ့ကျွန်တော်တွေ့ပါတယ်။တစ်ချက်တော့ဒီငလင်းနဲ့ပတ်သက်ပြီးဓာတ်ရိုက်ထိခက်ခဲ့တဲ့ဒေတာဆိုတာတခုကျွန်တော်တွေ့ပါတယ်။ဒါဓာတ်ရိုက်မှုပဲနဲ့ကျန်တဲ့အခြားဒေတာဆိုပြီးတော့ဒီတစ်ခုဖွဲ့ထားပြီးကျွန်တော်တော့တွေ့ပါတယ်။အဲ့တော့ငလင်းဓာတ်ရိုက်ထိခက်ခဲ့တဲ့ဒေတာတော့ငောင်းလေးတိုင်းဒေတာကြီးကတော့အဆိုးဆုံးပါ နော်စကိုင်းတိုင်းအဆွန်ပြရတဲ့ဒီဘက်ပါပါတယ်။နောက်ဘကူးတိုင်းပါပါတယ်။ရှမ်းပြည်နယ်ပါပါတယ်။ဆိုတော့မန္တလေးတိုင်းဒေသကြီးကနိုင်ငံစီဝိုင်းတွေမှာတော့ဒုတိယအကြီးမားဆုံးစီဝိုင်းနေပြည်ဖြစ်ပါတယ်။ရန်ကုန်ပြီးလို့ရှင်ပေါ့။အဲတော့ဒီဒီမှာကျွန်တော်တို့ကကြီးမားတဲ့ကုန်ထုတ်လုပ်မှုတွေရှိနေတဲ့ဒေသဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကုန်ထုတ်လုပ်မှုတွေမှာအကြီးစား နဲ့ပြောပြောရမယ်ဖြစ်တယ်ကျွန်တော်တို့ကဘီလက်မီထုတ်လို့တာမီလုပ်ငန်းလိုဟာမျိုးတွေပေါ့အလတ်စားပေါ့လေတိအကြီးတော့မဟုတ်ပေါ့တူတူဒါတွေကျွန်တော်ရှိပါတယ်ဒီတာမီလိုဘီလက်မီလိုဆိုတာတိဆောက်တုံးကမှဒါမဖြစ်ပေဒီအရေးလိုရပါအဲ့တော့ပြီးခဲ့တဲ့ငယ်ရင်ထုတ်ပြီး၃ရက်လောက်ကြာမှာကျွန်တော်ဒီဆက်ဟုတ်လို့ပျက်စီးမှုတွေနဲ့ပါကျွန်တော်ဒါပြတင်ပြပါတယ်ဒီမှာခါကဘီလက်မီဆက်ဟုတ်တွေပါတော့ဒီဟာဘီလက်မီဆက်ဟုတ်တွေ ပြန်သွင်းပြင်ဖို့လိုမယ်။ဘာလို့လဲတို့ပြန်ပြန်တိဆောက်လို့ရှိပြီးတော့မရှိလို့မရဘူး။အဲပြည်နယ်မျိုးမရှိလို့မရဘူး။ပြည်နယ်မျိုးဆက်ဝင်မဖြစ်ဖြစ်အောင်ပြန်တယ်ဖို့ကဲကျွန်တော်တို့ဒါစီစဉ်ပေးရပါဒီဘာတွေအခက်အခဲပေါ်လဲ။တခုကတော့ဒါဘီလိုက်မျိုးဆက်ဝင်ရဲ့ဤပညာရခက်ခဲမှုပေါ့။အဲကျွန်တော်တို့ web type နဲ့ dry type ရရှိတဲ့အခါမှာအဲ web type ကတော့ပုံစံစနစ်အပုံစံဟောင်းတယ်ပေါ့။အဲ web type ကတော့ dry type ကတော့ဒီဘက်ပုံစံတက်ပေါ့။အဲ့ပေါ်မှာတခါ capacity ပေါ့ထုတ်လုပ်တဲ့နေ့စဉ်ထုတ်လုပ်တဲ့ capacity ကတချို့ကနည်းတာဘယ်လိုမှစီးပွားရေးအတွက်ချွေမကြိုက်တာလည်းရှိပါအဲ့တော့ဆဲ့ကိုတော်တော်များများပေါ့တက်ဝက်တော့ကကျွန်တော်ရက်ထားတာဖြစ်ဒါတွေလည်းအများဆုံးဒေပိုတွေဆက်မှုဝန်ကြီးနဲ့ကျွန်တော်စီးပွားရေးအကြံပေးပုဂ္ဂိုလ်တွေကျွန်တော်ခေါ်ပြောပြီးတော့မှဒါအများဆုံးလေရလို့ပါအဲ့တော့ဒီဆောင်ရုံကမှာဗီလန်မြေတို့မရှိဖြစ်တို့ပါတယ်။အချိန်မှာမထင်မဲ့တဲ့သတင်းတစ်ခုပါတက်လာတယ်ဆိုဗီလန်မြေဈေးကြီးတက်လာတယ်ဆိုသတင်းနေကျွန်တော်ရပါတယ်။အဲ့ဒီ၄000လောက်ပြီး ဖြစ်လာတဲ့ဆီပြီးတော့ကျွန်တော်တို့ကျွန်တော်ရှိသတင်းတင်ပြပါအကျချက်ချင်းဒီအရောစစ်ဆေးပြီးတော့မှတစ်ဖက်ကလည်းထိန်းသိမ်းမှုတွေလုပ်ပေါ့ဗျ။တုတ်တော်ဒါလည်းထိန်းချုပ်ရပါတော့ပွဲလမ်းတော့ဖျာခင်းကြတော့ပေါ့။ဒီလိုလုပ်ကြတော့ဘမတော်ကိုချင်းစာသေးတယ်လို့ကိုတော့တင်ပါကိုကြီးစားသေးတဲ့ဘုံပေါ်နဲ့ဘတော်တော်ဝါတွေလိုဖြစ်လာတာကျွန်တော်တို့တွေ့ပါတယ်။ဒါကကုနာဂလန့်မြေဆဲကိုဒီလိုပဲတန်တဲ့ပတ်တယ်လေ။ဒါကျွန်တော်တို့ကဒီဖုန်းဘားတွေပို့ပြီးရေးကြည့်ပါတယ်။ ဒီဖုန်းပါတယ်ပေါ့အိဆောက်ရောဒီဖုန်းပါမရှိမဖြစ်လို့ပါတယ်အဲဒါကျွန်တော်နိုင်ငံတကာနဲ့ဆက်တည်တဲ့အခြေပါလေကျွန်တော်ဒီဖုန်းပါတွေကူညီပေးဖို့ဘာလို့ကျွန်တော်တို့ပြည်တွင်းမှာထုတ်လုပ်မှုကဒီဖုန်းပါလုံလောက်မရှိဘူးဆဲုံနေုံသုံးဖို့ပဲကျွန်တော်တို့ရှိတယ်တကယ်ထိရရထုတ်နေတာတကယ်လို့ကဒါတန်တန်တဲ့ခြေပြီးကျွန်တော်တို့ကဒါကြောင့်အဲ့ဒါလေနိုင်ငံတကာကျွန်တော်ကူညီတောင်းတဲ့အချိန်မှာကျွန်တော်ထည့်ပြောပြောခိုင်းပါတယ်ကျွန်တော်ကူညီပေးဖို့နဲ့ချက်ပေးပါတခုကတော့ဘီလက်မြေတခုကတော့ဒီဖုန်းပါတွေဖြစ်ပါတယ်အဲတချို့ကလည်းဒီဖုန်းပါတွေပတ်သက်ပြီးတော့ ရှုပ်ပြီးပါတဲ့နိုင်ငံတိဒီလေးကုမ္ပဏီတွေမှာကြားပြီးတော့မှပြန်နေရောင်းချဖို့လေလိုကြတယ်ကျွန်တော်တို့ဒရင်းတွေကျွန်တော်တို့ရခဲ့ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာနော်ဘယ်လိုပဲဖြစ်ဖြစ်ဒီနှစ်ခုကတော့ဒါစက်မှုလုံကမန္တလေးမှာရှိတဲ့စက်မှုတဲမှာတော့တော်လေးအရေးပါတဲ့လုပ်ငန်းတွေဖြစ်တယ်ဆိုတော့တွေ့ပါတယ်အဲ့တော့ဒီမှာဒီစက်ဝင်လို့ဝင်လေပတ်ဖို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလမ်းတွေကျွန်တော်တို့ရှာတဲ့အခါမှာ MSME လုံးဝလို့ကျွန်တော်ဆွေးနွေးခဲ့တယ်လို့ပါတကယ်တော့ဘယ်လုပ်ငန်းဖြစ်ဖြစ် ဟလားလေးချက်ကျွန်တော်တို့ကပါတိချက်တော့ကုန်ချမ်းဖြစ်ပါကုန်ချမ်းဒုတိယတော့ပါလဲဆိုလို့ရှိရင်တော့တွင်းအားစုတွေဖြစ်ပါအဲ့ဒါတွေကတော့လောင်စာလို့နော်ဖြစ်စစ်တို့နော်ဒါတွေဒါတွေဖြစ်ပါတော့ကဲရင်းနှီးမြှုပ်နှံမှုငွေကြီးပါဘူးငွေကြီးဒါဒါကျွန်တော်တို့ဒူရပါတယ်အဲ့လိုပါတယ် HR ဒူရရေးမိတယ်လိုရပါတယ်အဲ့တော့ကုန်ချမ်းမရှိရင်ဘာဆက်ဖို့မဘာမှလုပ်လို့မရပါဘူးဒါကြောင့် ်ဒါကုံချောင်းကိုကျွန်တော်တို့ကအဓိက ပြည်တွင်းမှာရှိနေတဲ့ကုံချောင်းတွေရင်းနှီးသွားလို့ကိုလိုရပါတယ်ဘာလုံငန်းဖြစ်ပြီးကုံချောင်းမရှိဘဲနဲ့အလုပ်လုပ်လို့မဖြစ်ပါဘူးဒါကြောင့်ကျွန်တော်တို့ဒေပတဲ့အခါမှာတို့တဲ့အခါမှာပြည်တွင်းမှာရှိတဲ့ကုံချောင်းအဲ့ဒီမှာဒေတာတွေထွက်တဲ့ကုန်ချောင်းကိုအခြေခံတဲ့ MSAB လို့ကြောက်ဖို့ကျွန်တော် MSAB စီးဝေးတွေမှာကျွန်တော်တိုက်တွန်းပါတယ်ကျွန်တော် MSAB လုပ်ငန်းနဲ့ပတ်သက်ပြီးနိုင်ငံအနှံ့အယောက်တွေအခြေမောတက်ဆယ်ချောင်းတော့ကျွန်တော်ပြောပြီးတော့ဒါတွေပဲအဓိကထားကျွန်တော်ပြောပါတယ် ်တကယ်လို့ဒါကျွန်တော်တို့ကဒီလုပ်ငန်းတွေမင်းများအစားလုပ်နိုင်မယ်ဆိုလို့ရှိရင်တိုင်းပြည်မှာဟောပြောကွန်ထရိုးလုပ်မှုတွေရှိတဲ့အတွက်ကြောင့်ဒီဆဲ့ဟုတ်ဒီကွန်ပီစီပေါင်းများမှုတွေဒါဖြစ်လာတယ်လို့ကျွန်တော်ပြောပါဆဲ့ဟုတ်လို့နေလေပတ်မှုရှိဖို့လို့ပါဆဲ့ဟုတ်လို့နေလေပတ်မှုရှိလို့ရှိရင်အလို့အကင်ခွန်လာနေရှိနေတဲ့ဘောပါလုပ်ငန်းလုပ်ငန်းတွေကိုအလို့အကင်လုပ်ငန်းတွေရှိနေဆိုရင်လုပ်တတ်တဲ့လူတွေရဲ့ဝင်ငွေရနေတဲ့အားပါဝင်ငွေရလို့ရှိရင်ဝယ်လိုရတွေကျွန်တော်ရှိလား ဘောလိုရှိလို့ရှိရင်ရောင်းအားတွေရှိလာဒါသူ့ရဲ့စီးပွားရေး cycle တစ်ခုဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ကလုပ်ငန်းတွေရက်နေလို့မရအောင်ကျွန်တော်လုပ်ဖို့လိုပါတယ်နော်ဒီမှာလည်းကျွန်တော်ပြောချင်တာကတော့ဟုတ်လားဒီလုပ်ငန်းတွေဒီဒီလက်ပချင်းအားဖြင့်ပေါ့နော်ဒီငွေရဲ့လက်ပမှုတွေကျွန်တော်ရှိပါတယ်ဘာတစ်ခုမှလည်းဘာမှရှိတဲ့ငွေကြီးဒီမှာဘာလုပ်ငန်းရှင်တွေပါပါဘာမှရှိတဲ့ငွေကြီးတွေကဘာနဲ့မှအိတ်နေလို့မရပါဘူး လက်ပါ၃ဆွဲတွေကိုလိုအပ်ပါလက်ပါ၃ဆွဲတွေမှာထိုက်တဲ့အတိုးပေါ့ဗျထိုက်တဲ့အတိုးဒါအဲ့မှာလာအပ်တဲ့လူတွေကိုလည်းထိုက်တဲ့အတိုးပေးလို့ဒါချီးတဲ့လူတွေထိုက်တဲ့အတိုးနဲ့ယူဖို့လိုပါတချို့တွေမှာလည်းဒါတွေလည်းဘူဘာနဲ့ကျွန်တော်ပြန်ပြီးညီတိုင်းဆောင်ရွက်နေရတာလည်းရှိပါတိတ်တော့ကျွန်တော်ဘွန်တော့မကြပါဘူးတိတ်တော့ဘွန်မကြပါဘူးတကယ်အဓိကတော့ဝေမဲမဲလည်နေဖို့လိုအပ်ပါဝေမဲမဲလည်ပြီးတော့မှဒါထုတ်နေဖို့လိုအပ်ပါအဲ့တော့ကိုယ်တော်လေးကိုမြန်မာလုံးမှာ ျွန်တော်တို့ကရောင်းကုန်ဘီစီဆိုထွက်လာပါရောင်းကုန်ဘီစီမှာနှစ်မျိုးရှိပါတစ်ခုကတော့ပြည်တွင်းမှာရောင်းတဲ့ဘီစီနဲ့နောက်တစ်ခုကပြည်ပရောင်းတဲ့ဘီစီဖြစ်ပါပြည်ပရောင်းတဲ့ဘီစီကတော့နိုင်ငံခြားဝယ်ငွေကျွန်တော်တို့ရတယ်ပြည်တွင်းရောင်းချမှုဘီစီကတော့လူတွေတုံးနေဆွဲနေတာပေါ့ဒီလိုဖြစ်ပါအဲ့တော့မဖြစ်မနေလို့ရမှာတော့လုပ်ငန်းတွေလေပတ်ဖို့လိုအပ်ပါဆိုတော့ပြည်ဒုတိယအကြီးမားဆုံးစီးပွားရေးလုပ်ငန်းဒီနေပြည်တော်မှာရေးပြည့်ဆိုလို့ရှိရင်ကျွန်တော်တို့ကပို့ပြီးအာရုံစိုက်ပြီးတော့လုပ်ဖို့လိုတယ်လို့ ်အဲကျွန်တော်တို့ပြောလိုပါတယ်အဲ့တော့ကိုလိုလိုမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ MNCC ဘွားမှာလုပ်ခဲ့တဲ့2025အလို CY နဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးတဲ့အခါမှာကျွန်တော်ထည့်ပြီးပြောခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ GDP ကျွန်တော်တို့ကနည်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမှုတည်တဲ့ဒီဟာကိုတော်တော်ရုန်းကန်နေတဲ့အနေအထားရှိပါတယ်ကွာကွာဘယ်ကုန်ထုတ်မှုမှာ နှစ်မျိုးပြင်းင်းတဲ့ပြပရောင်းတဲ့ပစ္စည်းတွေပြပရောင်းတဲ့ပစ္စည်းတွေများလာလို့ရှိရင်ကျွန်တော်တို့ကနိုင်ငံခြားဝင်ငွေပူများလာမယ်တဘောပါပူငွေလင်းပြောလို့ရှိရင်အခုပြီးခဲ့တဲ့2024 25ဘာလနဲ့မှာကျွန်တော်ကုန်သွယ်မှုမှာနှစ်တသက်မှာ3ဘီလီယံလောက်အမေရိကန်ဒေါ်လာနှစ်တသက်မှာ3ဘီလီယံလောက်ပူငွေပြပါကျွန်တော်တို့နိုင်ငံပူငွေပြသို့တော်လည်းပဲဒါ trade trade ကပုံငွေပြတော့လို့ non trade မှာကြတော့လူငွေတွေအများကြီးပြ လူကလေးများရတဲ့အနှုတ်တွေတားများပါတယ်။နှုတ်တွေများတဲ့ခါကျတော့ဘာကြောင်းရင်းမှာကျွန်တော်တို့အနှုတ်တွေများနေတယ်ပေါ့။ကျွန်တော်တိုက်ကြည့်တယ်။ဘာဖြစ်လို့ဘာလို့ဒီလိုလို့ကျွန်တော်တို့တောင်းဝင်ရတဲ့ဒင်းနေရှိပါလေ။ဒီနေ့မှာဘာဘတ်ဒင်းနေကျွန်တော်တို့ပုံငွေပြပါတယ်။ဒုတိယနဲ့တတိယနေ့မှာလူငွေပြပါတယ်။ဟိုတတိယနေ့မှာကိုနာပြောတဲ့ဆိုရနေ့မှာကျွန်တော်တို့ပုံငွေကျွန်တော်တို့ပြပါတယ်။ဒီဒင်းနေလို့ပြန်ပေါင်းခြင်းကျွန်တော်ပုံငွေပြပါတယ်။ တို့တော်လည်းပဲဒါ trade ဘာသာပုံငွေပြပေမဲ့ non trade မှာယူငွေတွေဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံခြားငွေလဲလှမှုနှုံးတွေဈေးမြင့်နေတာချင်းဖြစ်ပါတယ်အဲ့ဒါနိုင်ငံရုပ်ကြီးရှားပါမှုတော့ကျွန်တော်ပြီးခဲ့တဲ့လကျွန်တော်ပြီးပါဆော့ခံမှုတွေကျွန်တော်ဆင်းယူကြည့်ပါဒီတစ်ခါမှာကျွန်တော်တို့ကဒီဒီဈေးတွေထွက်တာနေစားဂိတ်တွေထွက်တာနဲ့ပတ်သက်ပြီးယူကြည့်တဲ့အခါကျတော့နိုင်ငံခြားတော့ထားပါဘူးပြည်ပင်းပြီးပါဆော့ခံမှုတွေတော်တော်များတာတွေ့ပါ ။ရေသွားတာသူပြီးပါထောက်ခံမှုလမ်းလျှောက်သွားတာကိုလေမင်းနဲ့သွားကြတာပဲ။လေငါတွေကုန်တာပေါ့အဲ့မှာ။ဒါဒါအခြေခံလေးတစ်ခုတွေကျွန်တော်တွေ့ပြတယ်။ဆိုတော့ကျွန်တော်တို့အာကျွန်တော်တို့ကအသုံးကျွန်တော်တို့ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဝင်ဝေရမှာကျွန်တော်ပြန်ချဖို့အဲ့တော့လိုအပ်ပါတယ်။ဝင်ဝေရအောင်ပြန်မချနိုင်တော့တိုင်းပြည်တော်တဖြည်းဖြည်းနဲ့ပါသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒါကိုကိုထုတ်လို့မှမဖြစ်မလို့လိုအပ်ပါတယ်။ဆဲဝင်တဲ့လို့တွေမရက်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဒီမှာဆဲဝင်လို့နေပတ်တည်ပြီးလုပ်တဲ့သူများအားလည်းဟဲ့လား ဒီညံ့များလဲပတ်နိုင်ဖို့ပဲပေါ့ကျူးစားစီလို့ပါကျွန်တော်အဲ့လိုရတယ်ပြီးခဲ့တဲ့အစည်းအဝေးမှာလည်းကျွန်တော်ကျွန်တော်ပြောခဲ့တယ်လို့ထင်ပါတယ်နော်ကျွန်တော်ရဲ့မူဝါဒမှာအဲ့ဒါစီးပွားနဲ့ပတ်သက်တဲ့မူဝါဒကတော့တိကျတော့ဟဲ့ပစ္စည်းကြီးတူလို့ရှိရင်ဈေးသက်သာဈေးကြီးတူလို့ရှိရင်ပစ္စည်းပိုအရေးကြီးပိုကောင်းအောင်ဒါမှသာဒါဒါဒီဈေးကွက်မှာလည်းရောင်းရမယ်ဆိုတော့ကျွန်တော်ဒါမူဝါဒနဲ့ပတ်ကျွန်တော်ကျွန်တော်ရဲ့ ိုကျွန်တော်တက်မရတက်ဆိုင်တဲ့စီးပွားတွေကတော့ကျွန်တော်ဒီမိုရာနဲ့လုပ်ခိုင်းပါတယ်ကျွန်တော်ကျွန်တော်နဲ့ရင်းနှီးတဲ့ပုံစံတွေလည်းကျွန်တော်ဒီတိုင်းမှအကြံပေးပါတယ်ခဲလို့ဒီတိုင်းမှလုပ်ပါရေးကြည့်တော့ကျွန်တော်တို့ကဘူးမြန်မာဘုံလူမြန်မာတက်လာဖို့လုပ်ပါတယ်ဟဲ့လားတန်ဖိုးအပြင်ဘုံလူတက်လာဖို့တွေပစ္စည်းကွန်မတီအပြင်ဘုံလူတက်လာဖို့တွေဒီနှစ်ခုမတက်ဖဲနဲ့စီးပွားဘလုံးကမတက်နိုင်ဘူးဒါကျွန်တော်တို့ပြောပါတယ်ဒုတိယတစ်ချက်ပါလို့ဆိုရင်ပြည်ရင်းထုတ်ကိုအားပေးဖို့ပေါ့ပြည်ရင်းထက်ကိုခုတ်ကူပစ္စည်းအားပေးဖို့ လို့ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ non trade ကနေ non trade ကနေဟာတုံးနေတဲ့ပတ်စံထဲမှာပြပပါနေပဲတရားမပြီးတွင်းတဲ့ပစ္စည်းတွေတော်တော်လေးများတာနေ့စဉ်တိုင်းမှာကျွန်တော်ဟာဒင်းစာထဲမှာကျွန်တော်တို့ထည့်ပါတယ်အဲ့ဒါတရားမပုံသိမှုလောင်းကြောင်းနေဖားစီချမ်းမှုတွေဘယ်လောက်ရှိနေတယ်ဆိုတော့အများအားထည့်ပေးတယ်အဲ့ကျွန်တော်တို့မိတာပဲရှိတယ်မမိတာတွေအများကြီးရှိပါတယ်ကြည့်လို့ရရှင် လား21ကနေစပြီးကြည့်လိုက်လို့တဖြည်းဖြည်းနဲ့များလာတာကျွန်တော်တွေ့ပါဒါဘာဖြစ်လို့လဲပြောလို့ရှိရင်တစ်ဖက်ကတော့ဒေသကုံသွေးတွေအခက်အခဲရှိလို့လူထုတ်တယ်လို့ဒါပြုတော်တွေကျွန်တော်တို့အဲ့ normal trick ကနေပေးထားတဲ့လမ်းကြောင်းတွေအများကြီးရှိပါတို့တော့အဲ့ဒီမသွားကြအောင်မသွားဘဲနဲ့ဆူလနဲ့နေဖြစ်တဲ့နော်ငွေမြန်မြန်ရအောင်ပေါ်အောင်လာလိုချင်တဲ့စိတ်နဲ့ဒီ non trick ကနေပြီးတော့ဒီကိုနေစား Google ကြီးတွေမှာတရားမဲ့ပုံစံမှုနဲ့ဒါလုံးကြတာဒါဖြစ်ပါတယ်ဆိုတော့ ဆိုတော့ကျွန်တော်တို့ကအဲ့ဒါတွေမှာပြပနေပြီးတော့မှာကိုတင်သွင်းတဲ့ PC တွေတော်တော်များများနာကျွန်တော်တို့ဒါကိုကျွန်တော်တို့ကပြည်တွင်းကထုတ်ပုံ PC တွေအစားထိုးဖို့လုပ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော် MSME ကိုကျွန်တော်အားပေးခြင်းဖြစ်ပါတယ်။ MSME ကအခုဆိုရင်လွန်ခဲ့တဲ့3မိနစ်လောက်ကကျွန်တော်20မိနစ်ကစပြီး MSME စအားပေးကြတာ3မိနစ်ပြီးပြပြီးခဲ့တဲ့ဒီရောင်းပွဲမှာဆိုလို့ရှိရင်တမှုဟို quality တော်တော်ကောင်းတဲ့ PC တွေထုတ်ပြီးတော့ကျွန်တော်တွေ့ပါတယ် တို့ဆိုတယ်ပဲဒီဟာတွေမှာလည်းအဲ့ဒါစားတာကိုအခြေခံတဲ့ပစ္စည်းတွေများတာတော့ကျွန်တော်တွေ့ပါတယ်။ကျန်တဲ့နိုင်ငံစီးပွားရေးထောက်ပံ့ပြုတဲ့ပစ္စည်းတွေလည်းဆက်တဲ့ထုတ်ဖို့လိုအပ်မယ်လို့ကျွန်တော်ပြောလိုပါတယ်။အရင်းနှီးမုန်းတာကိုဝေချင်းနဲ့ပတ်တယ်လို့။ယင်းနှီးမုန်းတာပတ်တယ်ပြီးကျွန်တော်တို့ဒီဟာနဲ့ပတ်တယ်ပြီးငရေတာပြန်နေထူထွေးပတ်တယ်ပြီးအဲကျွန်တော်ညှိနှိုင်းဆွေးနွေးတဲ့အခါမှာကျွန်တော်တို့ကတော့ဘုရားပြောတဲ့အရင်းနှီးလိုတယ်လို့ကျွန်တော်သဘောကျွန်တော်တော့သဘောပေါက်ပါဒါကြောင့်ကျွန်တော်တောင်းရှိတဲ့ ဒါဒီဘာသာရေးနဲ့ပတ်သက်တာကိုရှိတဲ့ပုဂ္ဂိုလ်တွေကျွန်တော်တို့ခေါ်ပြီးဆွေးနွေးပါအဲ့ဒါတို့ကလည်းကျွန်တော်တို့ဒါဒီငွေချေးပေးဖို့တဲ့ဟိုပုဂ္ဂလိကနဲ့အစိုးရနဲ့ပေါင်းပြီးလုပ်ဖို့ဟာတွေကျွန်တော်တို့တင်ပြပါအဲ့တော့သဘောတူပါတယ်ဒီဟာမပေးနေတာအကြောင်းမရှိပါဘူးအဲ့တော့အတိုးတွေတွေ့တဲ့ခါကျတော့လည်းကျွန်တော်နှစ်မျိုးခွဲခြားပြီးသူတို့ပြောပြပါပါတစ်ခုကတော့ developing နဲ့ပတ်သက်တာဒါအထူးရှိပါလိမ့်မယ်နောက်တစ်ခုကတော့ commercial နဲ့ပတ်သက်တာရှိပါလိမ့်မယ် developing ကတော့ဗျာတို့ငါတို့အထူးသွားပြီးတော့များလို့မရဘူး တရားကံတော့၂00ကံတော့လေ developing လုပ်ဖို့လိုတယ်။ဘာလို့ဘာနေရဲ့ဘာနေရဲ့ဝန်ဆောင်မှုတုံးကဝန်ဆောင်မှုရတော့တော့ဘာချားချက်စီယူဖို့လိုရှိ။ဒါကြောင့်ဒါဥတော့အတော်လေးတက်တတာလုပ်ပါဆိုပြီးကျွန်တော်သူ့နံပါတ်၁ချက်ကျွန်တော်တို့ပြောပါ။နံပါတ်၁ချက်က developing ဟိုဒီဒီကျွန်တော်တို့ commercial နဲ့ပတ်သက်တာပါ။ commercial နဲ့ပတ်သက်ရင် commercial ကတော့ဟဲ့နှစ်ပိုင်းစဉ်းစားမှာ။တစ်ပိုင်းကတော့ဒီခုနပြောတဲ့ငရင်းထံတင့်တဲ့ data တွေမှာရှိတဲ့ commercial လုပ်ငန်းတွေကိုပြီးမဲ့ အတုံးလုံးတစ်ခုစဉ်းစားရပါဖြစ်ပါဒါလည်းဒီမှာနည်းနည်းဆွေးနွေးစီခြင်းပါဒုတိယဘာလို့ဆိုတော့ဒီငရီတန်မသိတဲ့ဒေတာမှရှိတဲ့အခြားဒေတာမှရှိတဲ့ဒေတာတွေရဲ့ developing နဲ့ဒီ commercial နဲ့ပတ်သက်တဲ့အတုံးတစ်ခုဖြစ်ပါအတူကတော့ကျွန်တော်တို့ကတော့ကျွန်တော်တော့ကျွန်တော်တဘောဆိုတော့အတူနည်းနည်းပေးစီချင်တာပေါ့နော်ဒါပေမဲ့လည်းဒါဒီသူတွေ့တဲ့ချိန်တဲ့အခါမှာတော့ပေတီတော်တော်ခေါက်ကြတဲ့အခါကျတော့ကျွန်တော်တို့လည်းဒီအောင်လည်းတော်တော်တွေ့ရပါတယ်နော်ဒါကြောင့်ကျွန်တော်ဖြစ်နေလို့ရှိရင်တော့ဒါလေးတွေအတူမှုသက်သာတဲ့ဟာလေးဖြစ်အောင် ဘာနေပဲတော်ဝရှိတဲ့ပုဂ္ဂိုလ်များနဲ့ဆွေးနွေးမပုဂ္ဂိုလ်များတဲ့ဒါလေးတွေဟလာကျွန်တော်ရဲ့အတွေ့အကြုံအများကြီးရှိပါတယ်ကျွန်တော်ဆိုတာလေကျွန်တော်ကတော့စာစာအတွေ့အကြုံကကျွန်တော်ကျွန်တော်ရဲ့ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံကဒါပေါ်ပြောင်းခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီလုပ်ငန်းရှင်မှာလုပ်ငန်းနဲ့ပတ်ဝန်းကျင်ပတ်သက်ပြီးဘာမှဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကကျွန်တော်အမြင်ကတော့အတူတူတည့်တတနဲ့ဟလာဒီရင်းနှီးမွမ်းနံမှုရအောင်လုပ်ပေးစီဖို့အတွက်ကျွန်တော်ဒါဒါပြောခြင်းပါအခုကျွန်တော်တို့ဆိုလို့ရှိရင်အဲ့ဒါဒီ ဒီငရေနဲ့တင့်တဲ့ဒေတာများအတွက်ဒါဒီချိတ်ွေတဲ့ဘီလန်900ကျွန်တော်ဖယ်ထားဖယ်ထားတာရှိပါတယ်မူလကကျွန်တော်300နဲ့စပြီးတင်ပြတာအဲ့ကျွန်တော်တို့900ဒီခွင့်ပြုပြီးပါအခု900ဒီကျွန်တော်တို့ဟာတုံးနိုင်မယ်ဖြစ်ပါလားကျွန်တော်ပေးပါမယ်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ရင်းနှီးမွမ်းနှံမှုတဲ့ပြောတဲ့ဝီဒီယိုကျွန်တော်ထုတ်ပေးပါမယ်ဒါတော့ငလင်တန်နဲ့ပတ်သက်တဲ့ဟာပေါ့နောက်တစ်ခုကတော့စီးနိုင်ငံစီးပွားမြင့်တင်ပွဲနဲ့ပတ်သက်ပြီးကျွန်တော် MSCB လုပ်ငန်းတွေစကြရတာနိုင်ငံစီဘာပြည်တည်ရမ်းမှုတွေပြီးကြရာရှိပါလို့ကျွန်တော်ထဲမှာ200နဲ့6ဘီလီယံကျန်ပါတယ်နော်ဒါလည်းခုနကအတုံးနှုံးနေတဲ့ပတ်သက်ဆိုတာဒီမှာလေပြရတဲ့ထဲမှာလေပါသွားပါအဲ့တော့ကျွန်တော်ဒီဟာနဲ့ပတ်သက်ကျွန်တော်ပြေးချင်ပါတယ်ဒီ200နဲ့6ဘီလီယံကိုထုတ်ပြေးချင်ပါစီစက်တွေပါဝင်စက်ရုံစက်ဖို့စက်ဝင်လို့ဝင်လေအားလုံးအဲ့တော့ကျွန်တော်ဒီနိုင်ငံစီဘာမြေတွေနဲ့ပတ်သက်ပြီးကျွန်တော်ပြေးချင်ပါတယ်ဒါနဲ့ပတ်သက်ပြီးလို့လေထက်တင်ဆွေးနွေးကြကြပါဦးလေ အဲကျွန်တော်ပြောလို့ပါအဲ့ကျွန်တော်ကြိုးစားမှာဒီလိုစီးပွားရေးမြင့်တင်မှုကြိုးစားရတဲ့တစ်ခါကပါလို့ပြောရင်ကိုယ်စွန်းလို့ကြာစင်းကိုကျွန်တော်တို့တွားရမှာဖြစ်ပါတယ်နော်ကိုယ်စွန်းလို့ကြာစင်းကိုယ်စွန်းလေးတွေကိုတက်ပါတယ်ဒါပုံမှန်လေးပြောရရင်ကိုယ်စွန်းလို့တွေတက်ဘာလို့တက်တယ်ဆိုလို့ရှိရင်အဲဟောပါဂျာယေတုမရိုက်ပါဗျာဂျာယေတုမရိုက်ကျွန်တော်နော်21ခုနဲ့မှာဆန်စင်းနဲ့ပတ်သက်ပြီးဇာဘာစင်းနဲ့ပတ်သက်ကျွန်တော်အကြောင်းအရာတစ်ခုကျွန်တော်ပြောရဲချင်ပါတယ်အခုကျွန်တော်ထည့်ပြောပါအဲ့ဒါဘာလဲဆိုတော့အရန်ဆွဲမတင်ပါနဲ့ ရန်ဆုပ်လို့လို့ရှိရင်အဲ့ပုံမှာလာကာဗာဖြစ်အောင်တစ်ခု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 လိုက်လာနေမယ်ကိုစတုခုကိုကင်းလုံးတစ်ခုတက်သွားပြီးပြန်ချဖို့ဆိုတာမလွယ်ဘူးအဲ့ဒါကြောင့်ကျွန်တော်အရန်မတင်ဘူးကျွန်တော်စာဝင်ရှိတဲ့စီပွားရေးနဲ့ပတ်သက်လုပ်နေတဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကျွန်တော်ပြောခဲ့ပါတယ်နော်ဒါမှလည်းတရှိပြီးတရှိပြီးတော့အဲ့ခုတော့ပြောတဲ့ဒါ trade ရလိုအပ်တဲ့ဒါငွေကြေးလိုအပ်ချက်ပေါ့နောက်တော့က non trade ရလိုအပ်တဲ့ငွေကြေးလိုအပ်ချက်ပေါ်မူတည်ပြီးတော့အဲ့ဒါဒီဈေးတွေဆွဲတင်လာခဲ့ကြမှာအခုတော်ရီး ဈေးမြင်တာကျွန်တော်တို့တွေ့ပါဒါဝရှင်းတဲ့နေလာကတော့ဘာလဲဆိုတော့ကွန်ထရိုးလ်မှုပဲဖြစ်ပါကွန်ထရိုးလ်မှုမရှိဘဲနဲ့ကွန်ထရိုးလ်ကြဖို့ဆိုတာဘယ်လိုမှမဖြစ်ပါဘူးအဲ၅ခုရှိတဲ့ဟာကိုလူ၅ယောက်ပဲတွေ့ရင်ပြဿနာမရှိဘဲ၅ခုရှိတာကိုလူ၁၀ယောက်တွေ့မှဆိုလို့ရှိရင်ပြဿနာရှိတာပါလေဒါဈေးကြီးတဲ့သဘောပါဒီလိုပဲဒီ၁၀ယောက်ရှိတာမှာကျွန်တော်၁၀ယောက်ထုတ်၁၀ယောက်၁၀ခုထုတ်ပေးနိုင်လို့ရှိရင်ပြဿနာမရှိပဲလူ၂၀တိုးနိုင်မယ်ဆိုပြဿနာရှိလာမှာဖြစ်ပါတယ်။အဲကျွန်တော်တို့က supply and demand မျှ အရင်ကျွန်တော်တို့ဒါပြည်တွင်းမှာမဖြစ်မနေလုပ်ရပါတယ်ကျွန်တော်ပြီးခဲ့တဲ့စီဝေးတွေမှာကျွန်တော်ဒီမှာတော့မဟုတ်ပါဘူးကျွန်တော်တို့အစိုးရစီဝေးတွေမှာပြည်내တဲ့ဝင်ကြီးချုပ်တွေကအဲသူတို့ဒေသရဲ့ကိုထိုးလို့မှုနဲ့ပါပဲတင်ပြကြပါကျွန်တော်တစ်ချက်ပဲထောက်ပြတယ်ခဲလို့ကြောက်စီဘလောက်ရှိဟုတ်ပြီခဲလို့ဒေသမှာဦးစားချက်ဘလောက်မွေးထားတယ်လူကြီးဘလောက်ရှိတယ်မျိုးဘလူကြီးဘလောက်ရှိတယ်ခြေတဲ့လူကြီးဘလောက်ရှိတယ်ကျွန်တော်ထောက်ပြကောမိဘကျွန်တော်ရဲ့ တခေါင်းစင်းညပြောလို့ရှိရင်သူ30ရာခိုင်နှုန်းကမြို့ကနေတယ်လို့ပြောပါတယ်။ကောင်းပြီလူဦးရေ30ရာခိုင်နှုန်းနဲ့ခဲလို့မွေးထားတဲ့ဒါအသားငါကျုပ်ဥနဲ့ပတ်သက်တာခဲလို့ရေဒေတာမှာမွေးထားတဲ့ချင်းကြည့်ပါ။ဗဏ္ဍာကံလို့ရှိတယ်။အဲ့ဒါဆိုတော့ကဲကုန်သူလူကြည့်ပါပဲ။အဲ့တော့ဒါကိုမွေးဖို့တဲ့ဒေတာမှာရှိတဲ့သူတွေအားပေးဖို့လိုပါတယ်။ကျွန်တော်တို့ဒီ planet economy သွားတာမဟုတ်ပါဘူး။စီစီမံကိန်းစီးပွားရေးစီးပွားရေးနိုင်ငံမဟုတ်ပါဘူး။ဈေးကွက်စီးပွားရေးစီးပွားရေးနိုင်ငံဖြစ်ပါ ဒါကြောင့်ဒီဈေးကွက်စီးပွားတို့မှလူတော့ပုတ်ကိကားများပြည်သူများသာဖြစ်ပါအစိုးရမလို့ပါအစိုးရတော့မူဝါဒနဲ့ကူညီမှုလာကျွန်တော်လုပ်ပေးတာဖြစ်တယ်ဒါကြောင့်ဒါတွေကိုကျွန်တော်တို့လုပ်ဖို့လိုအပ်ပါတယ်ဒီလိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ကိုယ်စင်လူကြီးတွေမှာဖြစ်ပါဒါကြောင့်ဒါနဲ့ပတ်သက်ပြီးကိုထုတ်လုပ်မှုတွေစာရေးတော်ရေးနေစာရေးစာရေးတော်ရေးတဲ့လိုအပ်တဲ့အခါတွေကိုကိုစင်ကိုထုတ်လုပ်မှုတွေလက်ချောက်ဖို့လိုအပ်ပါတယ်အလားတူပဲထရန်နှုန်းတွေကောင်းအောင်လုပ်ဖို့လိုပါတယ်ပန်းရည်ပါကြမပြည့်ပြီပေါ့ တို့နိုင်ငံတကာတတ်မှတ်ထားတဲ့နိုင်ငံတကာပေးထားတဲ့ချက်တွေပေါ်ပူတည်ပြီးမြန်မာနိုင်ငံမှာလည်းမဆန်ဆွေဘရောက်ထုတ်ဘူးပဲဆိုတဲ့ဘရောက်ထုတ်ဘူးနားဆိုတဲ့ဘရောက်ထုတ်ဘူးတတ်မှတ်ပေးထားတယ်ဒါကနိုင်ငံတကာရဲ့ဆန်ပေါ်မူတည်ပြီးတော့ဘေးချင်းဖြစ်ပါဒါပေမဲ့ဘယ်တိနဲ့မှမမီဘူးဗျမမီဘူးအဲ့တော့အဲ့လိုမမီတဲ့တော့ကြောင့်ပန်းနေရင်ပန်းချင်းမပြည့်မီတဲ့ကြောင့်နိုင်ငံရဲ့ဝင်ငွေကအဲ8 to 11 billion US dollar 8 to 11 billion လောက်ကျွန်တော်ဆုံးရှုံးမှုရှိတယ်နော်ဒါအထောက်အထားတစ်ခုတည်းတယ် ထွန်းလုံးဆိုတာလေဗျမြို့မြေရည်နီးပုံမူတည်ပြီးကျွန်တော်ကလုံးကြတာပေါ့ဒါဒီစစ်ဆွေးမှုစေချင်းကြပါလိမ့်မယ်နော်ဒါကြကျွန်တော်တို့ဟိုမျက်စိထဲမှာတော့ဒါမြင်လဲမြင်ပါလိမ့်ပြောလဲပြောချင်ပါတရားပေါ့ဆိုတော့ကျွန်တော်တို့အထွန်းလုံးကြီးကောင်းအောင်လုပ်ဖို့လုပ်တယ်ထို့ဒီပဲတိရဆောင်ရည်ပြည့်အောင်လုပ်ဖို့လုပ်ပါတိကျမွေးဖို့လိုပါအဲ့ဒါဆိုလို့ရှင်ကိုတို့တို့မြင်လာလို့ရှင်စောစောပြောတဲ့ quality ကရလို့ရှိပြပဖို့ကိုလေရလာ ကျွန်တော်တို့ပြီးခဲ့တဲ့ဆွေးမှာလူကြီးဘေးကဘာကျွန်တော်နိုင်ငံမှာဘေးနားမှာလူကြီးအဲ့ဒါ၄ဘီလံ၄ဘာတော့ရှိတယ်လူကြီးရှိနေတယ်ဈေးကွက်ကြီးတစ်ခုလုံးဖြစ်နေတယ်ဗျာလို့ဒါကိုကျွန်တော်တို့လုပ်ဖို့လူတွေလို့ကျွန်တော်ပြောကြတာရှိပါဒါကြောင့်ကျွန်တော်နေနဲ့ပြောချင်တာကိုလိုလုံးကူတွေမြင့်တင်ပေးဖို့တဲ့တာဝန်ရှိသူများပေါ့ဒီမှာလေဆွေးနွေးဆောင်နေဖို့တဲ့မြင်းနေအလွန်ပေါ့လေဒါဘယ်လိုလုပ်ကြမလဲဆိုတော့ဒီဆွေးနွေးဖို့ကျွန်တော်ပြောလို့ပါတော့ပြန်တိဆောက်လုပ်ငန်းမှာရေးကြည့်တာတော့တိဆောက်ရေးလုပ်ငန်းအဆောက်အဦတွေ တန်းစရာတွေပေါ့ဒီမှာလေကျွန်တော်မန္တလေးသွားကြည့်တဲ့အချိန်မှာ Sky Villa เนาะစေပကောင်းဘွယ်သွားပြီပါအာပြူကြပျက်စီးပြီးလူပေါင်းရာခနာနဲ့ရာကြောသေးပါတော့တာကြီးတော်တော်စိတ်လည်းမကောင်းပါဘာဖြစ်လို့လဲဒီလောက်ကြီးပျက်စီးသွားရတယ်ကျွန်တော်မြေတိတ်ခင်မှာအဲတက်ဆင်ရစီဗေတာရနေပြီးတော့7 register scale စောင့်နိုင်တဲ့အဆင့်ကိုလုတ်ပါဆိုပြီးတော့ပြောရတဲ့ကြောင့်အဲ့ဒီကစောက်တွေလုပ်ငန်းတွေက7 register scale ခံနိုင်တဲ့အဆောက်ကိုပဲစောက်တယ်လို့ ်ကျွန်တော်ဝင် complaint ပေးတာပေါ့နော် complaint ပေးတော့အဲကျွန်တော်တို့က1920ခုနှစ်မှာထုတ်ခဲ့တဲ့ငွေလေးရဲ့ shift research scale ရှိတဲ့ငွေလေးမာလေးငွေလေးအဲ့တော့ပြင်းလေးငွေလေးမင်းမျိုးငွေလေးနဲ့ခေါ်တာပေါ့ကြောက်ချမ်းမှာထုတ်ခဲ့တာနောက်သူတို့လည်းကြောက်ချမ်းဘူဘူပြီးထုတ်ပါတယ်ဒါငွေလေးမှာ shift research scale ရှိပါတော့ကျွန်တော်တို့က shift တဲ့မရောဒါမျိုးငွေလေးကမထုတ်နိုင်ဘူးလို့ပြန်မပြောနိုင်တော့ဒါကြောင့်ကျွန်တော်တို့ကဒီလိုကြွတ်ဆပြီးတော့ဟာ shift တော့ဒီကျွန်တော်ကဟာ တင်ပြီးတော့လုပ်ခဲ့မှာဒါပေမဲ့ကျွန်တော်တို့ကပေါ့ပေါ့တာပဲငရင်းနဲ့ပတ်သက်ပြီးတော့ short တဲ့အခါမှာကိုနေ7 research key နဲ့စောက်တော့ကိုနေအစာအုပ်တွေပြုကြခဲ့တာကျွန်တော်တော့ပြည့်ပါဒီလိုပဲနေပြီးတော့မှာစောက်တဲ့အစာအုပ်တွေကဲလို့ဒါကံကောင်းလို့ဒီခေါ်တယ်ကြားနာပါခေါ်တယ်တော့ဘယ်မှာပြက်ပါနော်ခမတွေဘယ်မှမှမရှိပါဘူးရှားရှားပါပါဒီတစ်ခုပဲကျွန်တော်ရပါနော်ဆိုတော့ကျွန်တော်တို့ဟာဒီလိုမျိုး engineer ဘက်ကနေ short ပြီးတော့စဉ်းစားတဲ့အတွက်ကြောင့်အကျိုးဆက်ကပါလို့ဆိုရင်ကျွန်တော်တို့ထိခိုက်ဆုံးရှုံးမှုတွေ ကြည်ပမှုဖြစ်ခဲ့တာဖြစ်ပါအဲကြောင့်ပြန်ပြီးတိဆောက်ရတဲ့အခါမှာဒီအဆောက်အဦတိဆောက်တဲ့အခါမှာကျွန်တော်ဒီ research ကရှိရှိတဲ့အဆောက်အဦကိုခံရအောင်ဆောက်ရမယ်ဆိုကျွန်တော်ကတော့ပြောထားတာရှိပါအဲတော့ကျွန်တော်တို့အခုလိုလုပ်ချင်းသည်နောင်လာမယ့်ကျွန်တော်တို့ research တွေရဲ့တက်ရှိဖို့အတွက်ကျွန်တော်သူတဲ့အာရမရှိအောင်ဆောင်ရွက်ပေးခြင်းဖြစ်ပါရှေ့မှာဆောင်ရွက်ခဲ့တဲ့ခါတွေကကျွန်တော်တို့အိုက်တန်ကျွန်တော်တို့ခံရတာဖြစ်ပါဒါကြောင့်ကျွန်တော်တို့အဲဘယ်ညာပဲဆောက်ဆောက်ဒီအဆောက်အဦတွေထုတ်တဲ့အခါမှာ ရက်ဆာစကီရှစ်အနည်းဆုံးဆောင်ရှစ်အောင်လို့ရှစ်အောင်လို့ကြောက်ကိုပြောပါဒီမှာတော့ engineer ရဲ့ကဏ္ဍအရေးကြီးပါ trivial server engineer တွေပေါ့ဒီမှာလည်းတော့မလျှော့ပေးကြဖို့ ਨੇ server engineer နဲ့ပတ်သက်ပြီး short ဟာအလေးထားဆောင်သွားကြဖို့လည်းကျွန်တော်ပြောလို့ပါကျွန်တော်တို့နိုင်ငံမှာကျွန်တော်အခုထိတော့6ထပ်တော့ပဲကျွန်တော်စောက်ခိုင်းပါတကယ်တော့မိုးမြောက်တိုက်တယ်ဟာစောင့်နေရမှာဂျပန်တို့တရုတ်တို့ဒါငလီနန်ငလီနန်ခါနဲ့နိုင်ငံတွေရှိပါတယ်ဒါသူတို့နိုင်ငံတွေငလီနန်ခါနဲ့ ။ဒါမူဘော်တာကြီးတွေစောက်ပြီးနေကြတာစောတော့ဒီမှာလည်းပြတာလှုပ်တယ်။ဒါ stream ဖြစ်နေတာလေကျွန်တော်တို့တွေ့။အဲကျွန်တော်တို့ဘာလို့စောက်နေလဲ။ဒါ engineer ပညာနဲ့တို့စောက်တာ။အဲကျွန်တော်တို့ဒီမှာဘာလို့မရမလဲ။ကြာစောက်လို့ရှင်ရအောင်။တိုးတော့ဒီပညာရှိမှဒီနည်းပညာရှိမှကျွန်တော်တို့စောက်လို့ရအောင်။ဒါကျွန်တော်တို့ရဲ့အနေထားမှာတော့ဟလာသိအန်နေမရှိတဲ့အမြင့်ကိုပဲစောက်ဖို့ကျွန်တော်ဒါပြောထားတာရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီငလင်းတဘာဝင်းနဲ့ပတ်တယ်လို့ရှိရင်နောင်ပြန်နေထွက်ထွက်ရောက်ရောက်တဲ့ခါမှာတော့ငါတို့ငွေကုန်တာပဲလို့သွားပြီးတော့ မလို့စီခြင်းပါဘူးဒီရက်ပို့ပြီးတော့မှစိတ်ချရဲရင်းနှီးမြှုပ်နှံမှုပြီးပြီးတော့မှခံခအောင်လုပ်ကြပေးဖို့ကျွန်တော်ပြောလိုပါတယ်ဒါကြောင့်ဒီနေ့နော်ဆွေးနွေးပွဲတွေမှာကျွန်တော်ပြောမှဆိုတော့ကကျွန်တော်တော့တနင်္လာစာတော့ကျွန်တော်ရှိပါတယ်ဒါတော့ပဲကျွန်တော်မဆွေးနွေးတော့ပေါ့အဲ့တော့ပြောမှဒီဆွေးနွေးပွဲကအင်မတန်ဟိုဟိုကောင်းမွန်တဲ့ဒါဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်ကျွန်တော်လည်းစိတ်ဝင်စားနေကျွန်တော်ရှိပါတယ်ဒီဟာကိုကျွန်တော်အားလုံးကျွန်တော်နားထောင်ပါမယ်ဒီဟာနားထောင်ပါကျွန်တော်တော့ပြန်ပြီးတော့ကျွန်တော် report ပြန်တင်တဲ့အခါမှာကျွန်တော်ကိုပြန်ပြီး ဖတ်ပါတယ်ဒါတွေအားလုံးအဓိကတော့ဒီဘက်မှာပုံမလင်းလင်းနဲ့နော်အဲ့ဒါဘာလို့လုတ်တဲ့နဲ့ဘာလို့ဖြစ်တဲ့နဲ့ဆိုတာပုံမလင်းလင်းဆွေးနွေးပြေးကြဖို့ကျွန်တော်အကြံပြုတတ်တွန်းလိုပါတယ်ဗျာလူစိတ်ရှိလူရှိတတ်အောင်ပြေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ကြောင်းပြောပြရတယ်ကောင်းပါ